ဂျပန်တောင်ကိုရီးယားနှင့်မကောအိုမှကမ္ဘာလှည့်ခရီးသည်များကိုဆက်ရောက်ဗီဇာတစ်နှစ်တစ်သန်းသို့ခွင့်ပြုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဂျပန်တောင်ကိုရီးယားနဲ့မကောင်အိုမှကမ္ဘာလှည့်ခရီးသည်များကိုစိုက်ရောက်ဗီဇာတစ်နှစ်တန်းတိုးခွင့်ပြုလိုက်တယ်လို့ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနကသိရပါတယ်။မြန်မာနိုင်ငံအတွင်းသို့ဒေချောင်းခရီးနဲ့ဝင်ရောက်လာမဲ့ဂျပန်ကိုရီးယားသမ္မတနိုင်ငံနဲ့တရုတ်ပြည်သူသမ္မတနိုင်ငံရဲ့မကောင်အိုအထူးအုပ်ချုပ်ရေးဒေသမှနိုင်ငံကူးလက်မှတ်ကိုင်းဆောင်သူကမ္ဘာလှည့်ခရီးသည်များအတွက်စိုက်ရောက်ဗီဇာကိုစမ်းသပ်ကာလတစ်နှစ်ပထမအကြိမ်ထပ်မံတန်းတိုးခွင့်ပြုပေးထားတယ်လို့ဆိုပါ ထိအဆိုပါခွင့်ပြုပေးမှုကို2024ခုနှစ်အောက်တိုဘာလ23ရက်ကနေ2025ခုနှစ်အောက်တိုဘာလ20ရက်အထိစတင်ပြီးစံသက်ကာလတစ်နှစ်ခွင့်ပြုပေးခဲ့တာဖြစ်ပါထင်အခုအခါမှာထုံး2025ခုနှစ်အောက်တိုဘာလ23ရက်ကနေ2026ခုနှစ်အောက်တိုဘာလ20ရက်အထိ ပထမအကြိမ်ထပ်မံတက်တန်းတိုးပေးခဲ့တယ်လို့သိရပါထင် ဒူဝင်မှုကြီးကြပ်ရေးဦးစီးဌာနရဲ့ဆိုက်ရောက်ဗီဇာစီးမြင်များအရကမ္ဘာလှည့်ဆိုက်ရောက်ဗီဇာနဲ့ဝင်ရောက်ပါကရပ်ပေါင်း30နေထိုင်ခွင့်ရရှိမှာဖြစ်တယ်လို့ဗီဇာသက်တမ်းတိုးခွင့်မရှိကြောင်းနဲ့ဟိုတယ်တွေမှာသာအသေးခွင့်နေထိုင်ခွင့်ရှိပြီးလုပ်ငန်းလုပ်ကိုင်ခွင့်မရှိဘူးလို့လည်းသိရပါသေးရှင်။